အားလုံးပဲမင်္ဂလာပါ tissue ပေါ် touch မှာကြိုဆိုလိုက်ပါရရှင်ဒီနေ့ဗီဒီယိုမှာတော့ Photoshop သင်္ကန်းစာ အပိုင်းလေးအနေနဲ့ move to go ဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပြီးတော့မှာပဲဖြစ်ပါတယ်ပထမဆုံး move move to go ဘာလို့အသုံးပြုတာ ပြုလဲဆိုလို့ရှိရင်လေယာတွေကိုရွှေ့ရှင်တဲ့ချိန်မှာ move to ကိုအသုံးပြုရဲ့ပေါ့နော်အဲ့တော့အာ move to ကဘယ်လိုပုံစံနေတဲ့ဆိုတာကိုကြည့်လိုက်ရအောင်အာ move to ကိုတောင်းရှင်းနေဆိုလို့ရှိရင်ဒီဖက် 2box တဲမှာရှိတဲ့ဒီညာလေးခုလေးဟာပေါ့နော်အဲ့ဒါ move to လို့ခေါ်ပါတယ်သူရဲ့ shocker key ကတော့ v ပါ move 2ရဲ့ shortcut key ကတော့ v ပါအဲ့တော့ move 2ကိုတောင်းမယ်ဆိုလို့ရှိရင်ဒီရဲ့ two box ထဲမှာလာနှိပ်ပြီးတော့တောင်းလိုက်လေရသလိုအဲ့လိုမှမဟုတ်ဘူးကွာ keyboard ကနေ shortcut အနေနဲ့တောင်းရှင်းနေဆိုလို့ရှိရင် v ကိုနှိပ်ပြီးတော့လဲတောင်းလို့ရပါတယ်အဲ့တော့ လေယာတွေကိုရွှေ့မဲ့အချိန်မှာလေးမျိုးလေးမျိုးနဲ့နီးလေးမျိုးနဲ့ရွှေ့လို့ရရပေါ့နော်အရင်ဆုံး move to ကိုယူထားမယ်ယူထားပြီးတော့ပြီဆိုလို့ရှင်ဒီဘေးနားမှာရှိတဲ့လေယာပန်နယ်ထဲကနေလာပြီးတော့အာကိုရွှေ့ရှင်တဲ့ဟာပေါ့အဝါရောင်လေးရွှေ့ရွှေ့ရှင်တဲ့ဆိုလို့ရှင်ဒီရဲ့ yellow ဆိုတဲ့လေယာလေးကိုလာနှိပ်ပြီးတော့အာ move to ကိုတုံးပြီးတော့လာရွှေ့လိုက်လို့ရပါတယ်ဒါတော့ပထမနီးပေါ့နော်လေယာပန်နယ်ထဲကနေသွားပြီးတော့ရွေ့ပြီးတော့ရွှေ့တာဖြစ်ပါတယ်အာဒုတိယနေရာကျတော့ကိုရွှေ့ရှင်တဲ့နေရာမှာ right click နှိပ်ပြီးတော့ရွှေ့ရ ာပေါ့เนาะအဲ့တော့ဒီ panel ပေါ်မှာဒီရဲ့ဆိုင်ရွက်ပေါ်မှာ right click နေလိုက်မယ် အာ right click နဲ့ပြီးသွားဆိုသူကဒီနာလေးမှာ red ဆိုပြီးပြလာရဲ့ပေါ့နော်အဲ့တော့ red ဆိုတဲ့လေးရလေးကိုကြည့်လိုက်လို့ရှင်ဒီ token အနီအောင်လေးရှိရဲ့ပေါ့နော်အဲ့တော့ဒီဟာကိုရွှေ့ရှင်နေဆိုလို့ရှင် red ဆိုတဲ့ဟာကိုယူပြရလိမ့်မယ်အဲ့တော့အစိမ်းရောင်လေးကိုရွှေ့ရှင်နေဆိုလို့ရှင်အစိမ်းရောင်ပေါ်မှာ right click နဲ့လိုက်တော့ green ဆိုပြီးပေါ်လာလိမ့်မယ်အဲ့တော့အစိမ်းရောင်ရွှေ့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ green ဆိုတာလေးကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှင်တော့သူ့ကိုရွှေ့လို့ရတော့ရပဲဖြစ်ပါတယ်အာနောက်ထပ်တနည်းအားတော့သူက keyboard ကနေ shortcut control ကိုဖိထားပြီးတော့ရွှေ့ရပါပေါ့နော် ဲ့တော့အယုံဆုံး control ကိုနိုင်မယ်ပြီးလို့ရှိရင်ကိုရွှေ့ရှင်တဲ့ကောင်ကိုကလေးတစ်ချက်ဖိလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်အာအပြာလေးကိုနိုင်လိုက်တော့အပြာလေးကဆက်လက်လုပ်ပြီးသားဖြစ်သွားလိမ့်မယ်အနီကိုနိုင်လိုက်ရင်အနီလေးကဆက်လက်လုပ်ပြီးသားဖြစ်သွားလိမ့်မယ်အဲ့တော့ရွှေ့ရှင်နေဆိုလို့ရှိရင်ကိုယ်ဆက်လက်လုပ်ပြီးတော့လာပြီးတော့ရွှေ့လိုက်လို့ရပါတယ်။အဲ့တော့နောက်ဆုံးတနည်းကတော့ move to မှာ auto select လောက်ထားပြီးတော့ရွှေရပါတော့အာဒီမှာဆိုလို့ရှိရင် auto select ဖြောက်ထားတဲ့အတွက်ကြောင့်မလို့ဒီရဲ့ green အစိမ်းရောင်လေးကိုလာပြီးတော့နှိပ်လို့ရှိရင်သူကအနီရောင်မှာပဲ select ရှိနေရပါတော့အဲ့တော့ဒီမှာ auto select လေးကိုအမှန်ပေးလိုက်မယ်ဆိုလို့ရှိရင် အပွား၃မျိုး၃ဆင်းရမလို့ဝင်နေဒီမှာပဲသူ့ကိုလာပြီးတော့ကလစ်တစ်ချက်နေလိုက်ရတယ်ဆက်လက်လှုပ်ထားပြီးပြီးသားဖြစ်သွားမှာပေါ့နော်တော့ဒီအစိမ်းရောင်နေ nutrition နဲ့ဆိုရင်အစိမ်းရောင်လေးကိုတစ်ချက်နေလိုက်မယ်ဒါဆိုရင်အစိမ်းရောင်လေးက move to ကိုလာပြီးတော့တုံလို့ရပြီပဲဖြစ်ပါတယ်အဲ့တော့အပြာရောင်ဆိုလဲအပြာရောင်လေးကိုနှိပ်ပြီးတော့ရွှေလိုက်လို့ရပါတယ်အဲ့တော့ အာဒီမှာ auto select ဖြောက်ထားမယ်ဆိုလို့ရှိရင်သူကဒီလိုမျိုးကလစ်နှိပ်တာနဲ့လာပြီးတော့ selection ဝင်မှာမဟုတ်ဘောနော်အဲ့တော့ auto select ကိုအမှန်ရှိပြီးသားမှာပဲနှိပ်တာနဲ့တန်းပြီးတော့ selection ဝင်ပါလိမ့်မယ်အဲ့တော့ auto select ကိုအမှန်ရှိပြောက်ထားတယ်ဆိုလို့ရှိရင်ခုနကတော့အပေါ်ကပြောခဲ့တဲ့နီးသုံးနီးနဲ့လာပြီးတော့ဟာ selection map ပြီးတော့ layer တွေကိုလာပြီးရွှေ့လို့ရပါတယ်ဒီနေ့ video ကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်